သစ္စာလေးပါမတည်သေးတဲ့ပုံကိုယ်တွေဖြစ်လျာဘဝမှာရောက်ရဘဝမှာသူများမျက်နာကိုမော့မော့ကြည့်ပြီးဒီလူကတော့တည်တဲ့တည်လိုက်တာကိုတည်လျောင်တကားဆိုပြီးအမြဲတမ်းအောက်ကျနောက်ကျနေရတတ်တယ်အဲ့လိုတောင်ဟောတယ်မြတ်စွာဘုရားဥမာဘာနဲ့တူလဲဆိုလို့ရှိရင်နဲ့မြင်းကြီးယာမှာချတာတဲ့ဝါခွန်းလေးတစ်ခုတောင်လေလာတာနဲ့ရောက်ဖက်လွန့်သွားရောက်လေလာတာနဲ့တောင်ဖက်လွန့်သွား လေတိတ်ချမ်းစရာတောင်မလို့နော်လေလေးနည်းနည်းလှုပ်လိုက်တာနဲ့ကို तू ကမဖြစ်နော်ဘျောက်ပြက်ခတ်နေ तू ကဘာလေးတော့ဝါခွန်းလေးကိုကျွတ်ဘူးသူရှင်လေးရဲ့စိတ်ကလည်းပဲဝါခွန်းလေးပဲဘာထောက်ရတရားမှမရှိဘူးဘာလေးနဲ့မှမမရှိဘူးယက်တီနိုင်မှုမရှိသေးဘူးဒါလက်တွေ့ခံစားတတ်စေခြင်းနဲ့ဘုံဘုံကခုကျွတ်စိတ်တွေဖြစ်စဉ်ကြည့်ကြည့်လိုက်နော်ဖြစ်ချင်းတယ်လို့ဖြစ်နေတာနော်စိတ်ကဟုတ်တယ်မဟုတ်လားစိတ်ကိုစိတ်ဝင်စားကြည့်စမ်းပါ စိတ်ကကိုယ့်လက်ထဲမှာရှိတာလားစိတ်ရဲ့မြင့်မြတ်မှုယုံညံ့မှုကကိုယ့်လက်ထဲမှာရှိတာလားအာယုံလက်ထဲမှာရှိတာလားဆိုရင်စုလက်ထဲမှာရှိတယ်။အာယုံလက်ထဲမှာရှိတာတော့ကျွတ်တော့ဒီစိတ်ကိုအာယုံလက်ထဲမှာရှိစီရဘူးငါ့ရဲ့ဉာဏ်ရဲ့လက်ထဲမှာရှိအောင်ငါဖြစ်ချင်တယ်လို့ကောင်းတာလေးတွေဖြစ်အောင်လုပ်မယ်လို့ဒီစိတ်ပေါ်မှာပိုင်နိုင်မှုအရှိ။ရက်စွာပဲအဲ့ဒါတွေကိုထောက်ပြရတာ။ပုထုဇဉ်ရဲ့အနေဒါသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့အနေဒါဒီလိုဒီလောက်ပဲရှိသေးတယ်ဒီလောက်လဲ။ ဝါခွန်းလောက်ပဲရှိသေးတယ်။နေနေလောက်လောက်ကန်လေးလေးလှုပ်လိုက်တာနဲ့ခြောက်လိုက်ပါရမ်းသွား။ဟုတ်တယ်မို့လား။ညီကြီးတဲ့ကို၈တောင်လောက်နဲ့အောင်တူးပြီးတော့စိုက်ထားတယ်။မြေပေါ်မှာ၈တောင်လောက်ပေါ်နေတယ်တကားတိုင်။အဲ့ဒီတကားတိုင်ကြီးကတော့ရက်လေးမျက်လာကလေး။ကြိုက်တဲ့လောက်လာသူ့မှာတုံနေလှုပ်တယ်ဆိုတာမရှိဘူးတဲ့။တစ္ဆာလေးပါးကိုတိပီဟေးဆိုရင်တော့အဲ့ဒီပုံကိုရဲ့စိတ်ကတုံလှုပ်တယ်ဆိုတာမရှိဘူးလို့အဲ့လိုဟောတာ။ သစ္စာလေးပါးကိုမတိသေးတဲ့ပုံကိုယ်ရဲ့အနေထားဟာကြောင်းမဲ့ဖွေရကောင်းတဲ့အနေထားမှာပဲရှိနေသေးတယ်ဆိုတဲ့အမှန်တရားကိုမြတ်စွာဘုရားကရိပ်မိဖို့ပြောပြတာဟုတ်လားဟောယောဂီတို့အမြဲတမ်းကြားဘူးနေတဲ့တုတ်တန်တစ်ခုရှိသေးတယ်လက်ညှိုးပေါ်မှာတကိုးတော်နဲ့မြင်မှုအနှဲငယ်တင်ပြီးတော့မဟာပရိမြေကြီးမှာရှိတဲ့မြင်မှုနဲ့ဒီလက်ညှိုးပေါ်မှာရှိတဲ့ဒီလက်သေးပြားပေါ်မှာရှိတဲ့မြင်မှု ဘယ်ရာကများလေးလို့မြတ်စွာဘုရားမေးပြီးတော့ဟောတဲ့တုတ်တန်သေးသနာနှစ်ပုဒ်ရှိတယ်။ဘုရားကဘုံဘုံဟောတာရှိတယ်လက်သေးပြားပုံမှာမြေမုံများဆိုဟုတ်လား။မဟာပရိမြေကြီးမှာရှိတဲ့မြေမုံကမနှိုင်းရှင်လောက်အောင်များပြားလှပါလေဗျာလို့ပြောတော့မြတ်စွာဘုရားအေးတဲ့။တစ္ဆာလေးပါးကိုတိတဲ့ဉာဏ်ကိုရထားကြတဲ့ဒသနတံ္မာရအတိညာအမြင်နဲ့ပြည့်စုံကြတဲ့ဘုဒ္ဓဘာပုဂ္ဂိုလ်ကိုကြည်ညွှန်းတာပါနော်။တစ္ဆာလေးပါးတိထားကြတဲ့ပုဂ္ဂိုလ်တွေအတွက် အကုန်ခန်းသွားတဲ့ဒုက္ခဟာမာပထမြေကြီးမှာရှိတဲ့မြေမုံများတဲ့ဖွယ်အလွန်များလက်ကျန်ဒုက္ခဟာလက်သေးပြားပေါ်မှာရှိတဲ့မြေမုံတဲ့ဖွယ်နည်းနည်းလေးပဲကျန်တော့တယ်ပေါ့ပုထုဇဉ်တွေကြတော့အဲ့လိုမဟုတ်ဘူးနော်သူ့ရဲ့အနာဂတ်ဒုက္ခကမြုံမန်းလို့မရဘူးလို့အဲ့လိုဟောတယ်ဟုတ်လားတတဝါဒုတိယပွေလွန်နေစာရောက်ပြီးတဲ့နောက်မှာကောင်းရမြတ်ရာကိုရောက်တဲ့တတဝါဟာအလွန်နေတယ်ရုံညံ့တဲ့ဘဝကိုရောက်သွားကြတဲ့တတဝါတို့တိလာတယ် အလွန်များတယ်ဆိုတာကိုပြောတဲ့နေရာမှာလဲဒီဥပမာကိုပဲပေး။ဒါကြောင့်နခတိကသုတ်တံကနှစ်ပုတ်ဖြစ်။ဟုတ်လား။ဒါပါတော့ဆိုတော့သစ္စာလေးပါးကိုမတိသေးသမျှဘုံဘုံတို့ရဲ့အနာဂတ်ဟာဘာမှပြောလို့မရတဲ့အနေထားမှာပဲရှိနေတယ်။ဒါကြောင့်မြတ်စွာဘုရားကအလွန်ဆင်းရဲတဲ့တတ္တဝါကိုတွေ့လို့ရှိရင်ဒီလိုတတ္တဝါမျိုးငါဖြစ်ဘူးလေလို့စဉ်းစားရမယ်လို့သင်ပေးတယ်။ အလွန်အလွန်ချမ်းသာတဲ့တရားမျိုးကိုတွေ့ရင်လေဒီလိုတတ္တဝါမျိုးလဲငါဖြစ်ဘူးတာပဲလို့စဉ်းစားရမယ်လို့သင်ပေးတယ်။ဘာဖြစ်လို့တော့သစ္စာလေးပါးမသိတဲ့အတွက်ကြောင့်မဖြတ်တန်းခဲ့ရတဲ့ဘဝတန်လျာဟာရှည်လျားခဲ့လှပြီ။အနာကလည်းဘလောက်ထိရှည်လျားဥမယ်ဆိုတာအခမ်းအနနိုင်မှုပေါ့။ဒါကြောင့်မြတ်စွာဘုရားကဒီလိုမျိုးဘဝနဲ့ပတ်သက်ပြီးတော့အမြင်မှန်နေနဲ့ကိုယ့်ရဲ့စိတ်ကိုဟိုတင့်မှတ်ပေးဖို့အတွက်မြတ်စွာဘုရားသင်ပေးတာ။ဟုတ်လား။ဒါကြောင့်ဘုန်းဘုန်းက ်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ဒါသစ္စာ၄ပါးရဲ့အဓိပ္ပာယ်သစ္စာတိမဒုက္ခငြိမ့်မဲ့သစ္စာမတိသေးသမျှကိုယ့်ရဲ့အနာဂတ်ဟာဘာမှစိတ်မချသေးတဲ့အနေထားမှာပဲရှိနေသေးတယ်ဆိုတဲ့အပိုင်းလေးတွေကိုတော့တရားတုတ်တန်လေးတွေကိုအချင်းချုပ်ပြီးတော့ဒါပြောပြတာ